မင်္ဂလာပါချမ်းအကူမီဒီယာတို့ဆိုပါတယ်တောင်ကြီးမြို့ရဲ့အရှိတ်အဝါမှာရှိတဲ့အများဆုံးတောင်ဟာအပူပိုင်းဒေတာမှာတည်ရှိပေမဲ့တစ်တော့တစ်ပင်နေနဲ့ဖုံးလွှမ်းနေပါတယ်ဒီမြဆိုင်တော်ဟာတနစ်ပတ်လုံးကျင်းကလေးတွေနေထိုင်ကြဆားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့အနွေရည်ရောက်တဲ့ချိန်တိုင်းမှာတောင်တစ်ခုလုံးမိခိုးတွေနဲ့မောင်းမိုက်သွားပါတယ်။တောမီတွေရှိုးလို့ရှင်တစ်တောတွေမိလောင်ပြီးတော့တစ်တောတွေပြုံးပြီးနိုင်ပါတယ်။ တက်ဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းထိထိရောက်ရောက်တားဆီးတင်ပါတယ်တတော်တွေပြုံးပြီးလို့ရှိရင်လူသားတွေတော့ရောတလိမ့်ဆန်တွေအတွက်ပါများစွာကြိုတက်ရောက်မှုရှိပါတယ်လူတိုင်းလူတိုင်းဟာတော်မီရှုရှင်ကိုဆုံးရှားတင်ပါတယ်တက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းတော်မီတွေမရှုဖို့အခုလိုမျိုးဒတိပေးဆိုင်ပုတ်တွေနဲ့တားမြစ်ထားပါတယ်ဒါကြောင့်မို့တော်မီတွေမလောင်စေရန်အတူတကွထိန်းသိမ်းကြဖို့ကျွန်တော်တို့ရှမ်းရဲကွန်မီဒီယာကတိုက်တွန်းလိုက်ရပါတယ် Música